။ဒါကြောင့်တစ်ဖက်လူကောင်းမှအသင်းတော်မှာကောင်းမှခေါင်းဆောင်တွေကောင်းမှကိုကောင်းမယ်ဆိုရင်အဲ့ဒါတစ္ဆာရှိခြင်းမဟုတ်တော့ပါဘူး။အဲ့ဒါကနော်အကျေစုပြန်တုတ်ပြန်ခြင်းဖြစ်တော့တယ်။တစ္ဆာရှိခြင်းဆိုတာက तू ကောင်းကောင်းမကောင်းကောင်းအချင်းนี่ကောင်းကောင်းမကောင်းကောင်းကိုလှုပ်ရှားရှိတာကိုရဲ့ quality ကိုရဲ့ဆုံးဖြတ်ချက်တိုင်းအဆုံးထိဆက်လုပ်ဖို့အဲ့ဒါကအရေးကြီးတဲ့တစ္ဆာလည်းမကောင်းတဲ့သူကပြောဒါဝိရဲ့ဘီနာမှာနေတဲ့ဥရိယ ျွန်တော်ဥရိယာအကြောင်းဖတ်တိုင်းမှာစိတ်မကောင်းဘာလို့လဲဆိုတော့ तू ကဘာဖြစ်လို့တည်တာလဲလို့ပြောရင်တစ္ဆာရှိလို့တည်တာဗျ तू ကလေဒါဝိကဘာတရှိပါနဲ့မာပြီးတဲ့အခါမှာနော်ဥရိယာပြန်ခေါ်တယ်ဟိုမှာစစ်တိုက်နေတဲ့ဥရိယာပြန်ခေါ်ပြီးတော့သွားတယ်မိမိမနဲ့မြစ်ပြန်သွားအေးဆိုပြီးတော့သူ့ကိုခွင့်ပေးတယ်တကယ်လို့သာဥရိယာကအခွင့်ရေးသမား ကိုဂျိုးတာကြည့်တမတစ္ဆာမရှိတဲ့တမဆိုမသေးဘူး။တော့အိမ်မဲ့အဲ့ခလေးကသူ့ခလေးပဲသူထင်မယ်။ဇလန့်ပြီးတော့ဒါပေမဲ့ तू အဲ့လိုမဟုတ်။နှစ်တမအခန်းကြီး7အငယ်7 7စတဲ့မှာဒါလို့မှတ်တမ်းတယ်။ဥရိယကားတဲ့။တစ်တာတော်နဲ့ဣသရေလအမျိုးယူဒအမျိုးတို့ဒီတဲနိုင်နေကြရည်တဲ့။တခင်ယောဘနဲ့တခင်ဣကျွန်များတို့ဒီလွင်ပြင်လိုက်တဲရကြရည်။ ကျွန်တော်ဒီကိုအိမ်တို့သွားရင်စားတောက်လျက်မရနဲ့ပျော်မွေ့လျက်နေသင့်ပါကြီးလို့တဲ့ကိုတော့အသက်ရှင်တော်မူသည့်အတိုင်းထို့တို့ကျွန်တော်မပြုတ်ပါဘူးဒါဝိယာရှောင်ကြီးအဲ့တော့ဥရိယကနန်းတော်ရဲ့တကားမှာသွားအိမ်နေတော့မိမနဲ့ပြန်အိတ်လေလို့အခွင့်ရေးပေးတာနော်တကယ်အခွင့်ရေးပေးတယ်တလောက်ကောင်းတဲ့အခွင့်အခွင့်ရေးသမားတွေဆိုပျော်မှာငါသူများမရတဲ့အခွင့်ရေးရတယ်မျက်နှာပါရတယ်ငါခရီးကောင်းတယ်လို့အဲ့လိုတင်မှာဒါပေမဲ့ တစ္ဆာရှိတဲ့သူအလိုစဉ်းစား။ तू အရင်ဆုံးစဉ်းစားပါလို့ဖရာတခင်ရဲ့ဗတိညင်တစ်တာ။တိုက်ပွဲထဲမှာဘာပါသွားလဲတစ်တာဖရာရဲ့ဘုံတော်ကြီးပါတော့။အဲ့တော့ဖရာဘုံတော်ကြီးကဟိုမှာရှိနေတယ်။နော်တဲထဲမှာနေရတယ်။ရှေ့တန်းရောက်နေ။သူ့ရဲ့ဘူချုပ်တွေလည်းရှေ့တန်းမှာသူ့ရဲ့လုတ်ပေါ်ဆောင်ဘက်တွေလည်းရှေ့တန်းမှာအားလုံးကဘယ်နည်းတည်မလဲမသိဘဲနဲ့တိုက်ပွဲဝင်နေတော့ကျွန်တော်ကပျော်ပါးစားတော့ပြီးမိမနဲ့တော်နေတဲ့လို့လားတဲ့ကျွန်တော်ကစစ်သားတယောက်တဲ့ တိုင်းပြည်ပေါ်မှာအလုတ်ပေါ်မှာရဲပေါ်ရဲပတ်တီပေါ်မှာဗိုလ်ချုပ်ပေါ်မှာခေါင်းဆောင်တွေပေါ်မှာကျွန်တော်တစ္ဆာဆောက်ထားနေတယ်ကျွန်တော်ဘယ်တော့မှအဲ့လိုမျိုးမလုပ်ဘူးတဲ့တစ္ဆာဆောင်အဲ့တော့ဘာဖြစ်သွားလဲဒါဝိကတောင်းတမှာစာဆောင်ရေးပြီးတော့ဒီဥရိယကိုတတ်လိုက်ဆိုပြီးစာရေးပေးလိုက်ကတိဘာဖြစ်သွားလဲဥရိယတည်သွားတယ်အဲ့တော့ချွတ်တော်သူတွေဟာတစ္ဆာဆောင်ခြင်းဆိုတာကြီးရလက်မကောင်းဘူးအခွင့်ရေးသမားတွေပဲရလက်ကောင်းမဟုတ်ခဏရေးတူမကြည့်နဲ့ ဖယားဥရိယကိုဂုံပြုတဲ့အချိန်ရှိဖယားကဥရိယကို မှတ်တမ်းတင်တဲ့အချိန်ရှိအဲ့ဒါဘာမှလဲဆိုမတ်သဲခန်းကြီးတင်ငွေ6မှာမတ်သဲ6မှာယေရှုရဲ့ဆွေတော်စင်မျိုးတော်ဆက်ပထမဦးဆုံးမတ်သဲခန်းကြီး1မှာငွေ6မှာယေရှုရဲ့ဆွေအာဗြဟံနဲ့ဒါဝိမှာဆင်းသက်တော်စင်ရင်ရေးတဲ့အခါမှာအံဝောစီယာငွေ6မှာဒါဝိမင်းကြီးဒီတဲ့ဥရိယဤခင်မွန်ဖြစ်တော်မိမတွေမြင်တော်သားရှောလမုန်ဟောပါဒရှိပါဆိုရင်နံပါတ်မှတ်တမ်းမတင် ။ဥရိယာဆိုတော့မတန်းတက်။ကျွန်တော်ဥရိယာကဟုတ်တယ်တစ္ဆာရှိပေမဲ့ तू ဟာမတရားတက်ဖြတ်ခြင်းခံရပေမဲ့ဖယားနှလုံးသားမမေ့ဖယားရဲ့စိတ်ရင်းထဲမှာမပယ်ဘူးဒါလို့တစ္ဆာရှိတဲ့တစ္ဆာတရားကိုတကယ်တစ္ဆာရှိရှိအ သေရင်တောင်တစ္ဆာရှိရှိသေသွားတဲ့သူယေရှုရဲ့စီတော်စင်မျိုးတော်ဆက်ဂျေစုတော်ကာလရဲ့ပထမဆုံးစီးရင်မှာဘာသာရှိပါနာမည်မမှတ်ဘူးအဲ့ဘာသာရှိပါရဲ့ယောက်ျားဥရိယနာမည်ကိုထည့်ပလိုက်ကျတော့ကျဖျားတဲ့ကိယံဒီမှာကြီးယေရှုရဲ့စီတော်စင်မျိုးတော်ဆက်မှာဘယ်သူနာမည်ပါလဲဆိုတော့ဥရိယပါတကယ်တော့သူကသွေးသားတော်ဆက်တဲ့ယေရှုနဲ့ဘာမှမပေါ်တော့စမ်းကျွန်တော်ယုံတာပြပြမယ်တခြားကလေးတွေကိုကလေးတွေကိုဘယင်မဖြစ်ခိုင်းမယ်ရှောလမုန်ကိုဘယင်ဖြစ်ခိုင်းတာဖျားကဥရိယကိုကောင်းချီးပေးခြင်းလို့ တခြားလူသားကလေးသားကဒါဒါဝိမှာတာသမီအများကြီးတခြားကလေးကဒါဘရင်ဖြစ်သွားရင်ဥရိယနာမည်ပါမှာပါခွင့်ရမှာမဟုတ်။ယောက်ရှောလမုံကိုနာမည်ဘာလို့ဘုရားသခင်ကရွေးကောက်လဲဆိုတော့အเจ้าညားထဲမှာဒီတစ်ခုပါဥရိယရဲ့နာမည်ကိုမှတ်တမ်းတင်ခြင်းလို့ဥရိယရဲ့နာမည်ကိုဘုရားကဂုဏ်ပြုခြင်းလို့ဘုရားကသစ္စာရှိတဲ့ဥရိယကိုဘုရားကမမိဘူး။ဒီယောက်ယင်းချင်းကြီးကိုမော်မော်လေး ကျွန်တော်တို့ကတခဏတာလာမှာပဲအသက်ရှင်တာပေါ့ထာဝရကာလရှိသေးတယ်ဒီကာလမှာတစ္ဆာရှိတဲ့ရှိရှိနဲ့အသက်ရှင်ပေးမယ်အကျိုးမရခဲ့ရင်တော့မှမျက်နှာပါမရခဲ့ရင်တော့မှတစ္ဆာဖောက်ချင်းခံပြီးတော့ဘဝနော်အနစ်နာခံခဲ့ရရင်တော့မှထာဝရကာလမှာအကျိုးကြီးပဲ